အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ဗုဒ္ဓဟူးနေ့တည့်ရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို မကြော်ဘဲနဲ့အစအဆုံးသေချာလေးကြည့်ပေးပါခင်ဗျာနေညိုညိုအချိန်ကျွာစုံနာမှာရှိတဲ့အဖိုးဦးထွန်းမောင်ရဲ့ခြံဝန်းကျယ်ထဲမှာတော့ဒီပြေလိညင်းတွေကတော့တဖြူဖြူတိုက်ခတ်နေပါတယ် အဘိုးဦးထွန်းမောင်ကတော့ခြေတစောင်းချပြီးတော့ဒိုင်းကုံလေးမှာထိုင်ပြီးတော့ဆေးဘောလိတ်တလိတ်ကိုပွားနေခဲ့ပါတယ်။သူ့ရဲ့ဘေးမှာတော့မြေဖြစ်သူ မောင်ထက်ပိုင်တယောက်မျက်နှာငယ်လေးနဲ့ပဲထိုင်နေပါတယ်။သူ့လက်ထဲမှာတော့ပျက်စီးနေတဲ့စုံငယ်တစ်စင်းရဲ့အယိုးစုများရှိနေခဲ့ပါတယ်။ဘာဖြစ်လာတာတော့မမေးရ။မျက်နှာကလည်းစူပုတ်နေလိုပဲ။ ဘိုးကမေးလိုက်တော့မောင်ထဲပိုင်ကတော့လက်ထဲကစုံရိုးများကိုမြေပေါ်ကို ပြစ်ချလိုက်ပါတယ်ဒီစုံသားလောက်တာသုံးငါရှိပြီဘိုးရဲ့လွတ်လိုက်တိုင်းခဏလေးနဲ့ထိုးကြလာတာပဲစိတ်ညစ်တယ်မလုံတော့ဘူးမောင်ထဲပိုင်ရဲ့စကားတန်ထဲမှာတော့ဒေါသနဲ့စိတ်ပြည့်အားငယ်မှုတွေပါနေပါတယ်အဖိုးဦးထွန်းမောင်ကတော့ပြုံးလိုက်ပြီးတော့ သူကဆက်လက်ကိုခိတချပြီးတော့ခြေထောက်မှာရှိတဲ့ကြီးမားတဲ့မကြီးပင်ကြီးကိုလက်ညှိုးထိုးပြလိုက်ပါတယ်။အမကြီးဟိုးကမကြီးပင်ကြီးကိုတွေ့လား။မောင်ထက်ပိုင်ကတော့မော်ကြည့်လိုက်ပါတယ်။တွေ့တာပေါ့အဖိုးရ။နေ့တိုင်းတွေ့နေတာပဲ။မဖြစ်လို့လေ။အဖိုးကတော့ခေါင်းတစ်ချက်ညှိလိုက်ပါတယ်။အေးအဲ့ဒီမကြီးပင်ကငါမကြီးကိုဘဝအကြောင်းသင်ငန်းစာပေးလိုက်မယ်။ လီနာတိုကအဖိုးပုံမြင်တဲ့ပုံပြောပြမယ်။ဒါပေမဲ့ဒါကတော့တခက်ပုံမြင်မဟုတ်ဘူး။အဖိုးရဲ့ဘဝအဖြစ်အပျက်ပဲ။မောင်ထက်ပိုင်လဲစိတ်ဝင်စားသွားဟန်ဖြင့်အဖိုးရဲ့အနာကိုတိုးကပ်ပြီးတော့ထိုင်လိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း60လောက်ကပေါ့ကွာ။အဖိုးလည်းမင်းအရွယ်လောက်ပဲရှိသေးတယ်။အဲဒီအချိန်ကဒီချန်ကြီးကဒီလောက်မစီကားသေးဘူး။ ချောက်သွေးနေတဲ့မြေကွက်လက်ကြီးပေါ့ဒီနေ့မှာအဖိုးရဲ့အဖေကတော့အဖိုးကိုမကြေးစေလီတည်တည်လေးတစိပေးတယ်ပြီးတော့ပြောတယ်ငါသားဒီအစေးလေးကိုမြေကြီးထဲမှာစိုက်လိုက်ဒါပေမဲ့မင်းသိထားရမှာကဒါဟာတာမန်အပင်စိုက်တာမဟုတ်ဘူးမင်းရဲ့စိတ်ရှည်ခြင်းကိုစိုက်တာတဲ့အဖိုးလဲကလေးသဘာဝစိတ်တူတာပေါ့အပင်စိုက်တာ ချိတ်ချေတာနဲ့ဘာဆိုင်လဲအပေရလို့ပြန်မေးမိတယ်။မင်းရဲ့ဘိုးဘိုးကြီးကရဲပြီးတော့ဆိုင်နာဖို့တာရဲ့အပင်တပင်ရှင်တန်ဖို့ဆိုတာရေတစ်ခွက်လောင်းလိုက်ယုံနဲ့မပြီးဘူး။နေ့စဉ်ဘယူဆိုင်ရတယ်အချိန်ပေးရတယ်။အဲ့ဒါကိုမှဇွဲရှိရှိမဆောင်နိုင်ရင်အတိအပွင့်ဆိုတာမြင်ရမှာမဟုတ်ဘူးတဲ့။အဖိုးလေအဲ့ဒီနေ့မှပဲအဲ့ဒီအစီလေးကိုအခုမင်းမြင်နေရတဲ့နေရာမှာစိုက်လိုက်တာပေါ့။ ။မောင်ထက်ပိုင်ကတော့အဖိုးရဲ့စကားကိုကြားဖြတ်ပြီးတော့ဝေမေးလိုက်ပါတယ်။ပြီးတော့ရောအဖိုးချက်ချင်းပေါက်လာတာလား။"အိုး၊ဘယ်ကသား။အဖိုးကမင်းလိုစိတ်မရှိဘူး။နောက်တနေ့မနေ့ရောက်တော့တွားကြည့်တယ်။ဘာမှမထူးဘူး။နောက်တစ်ပတ်နေတော့လည်းတွားကြည့်တယ်။ဘာမှမထူးဘူး။"အဖိုးလေစိတ်တူလာတယ်။ဒီအစေးကအစစ်တေကြီးပဲနေမှာဆိုပြီးတော့မြေကြီးကိုပြန်တူးပြမလို့လို့တော့ အဲ့ဒီမှာဖိုးဖိုးကြီးကလှမ်းပြီးတော့တားတယ်။ဟေးမလုံးနဲ့မင်းရဲ့စိတ်ရှိခြင်းကိုစိုက်ထားတာဆိုအခုမင်းရဲ့စိတ်မရှိမှုကမင်းစိုက်ထားတာကိုပြန်ဖြစ်စည်းတော့မလို့လား။သူထွက်လာမယ့်အချိန်ကိုစောင့်ပါတဲ့။အပိုးလည်းမတက်နိုင်ဘူးဆက်ဆောင်ရတာပေါ့။ဒါပေမဲ့ဒီတခါတော့ပျော်လင်းချက်နဲ့မဆောင်တော့ဘူး။ရေလောင်းရမယ်ဆိုတဲ့တာဝန်ရပဲနေတိုင်းရေသွားလောင်းနေ။ တလားလောက်ကြာသွားတယ်။အဖိုးတော်မိမိပြောင်ပြောင်ဖြစ်နေပြီ။ဒီနေ့မနေ့ကတခုမှာတော့ရေသွားလောင်းရင်းနဲ့ပဲထေချာကြီးလိုက်တော့ရေကြီးကိုဖောက်ပြီးတော့ထွက်လာတဲ့အညောင်စိမ့်စိမ့်တဲသေးလေးနှစ်ရွက်ကိုတွေ့လိုက်ရတယ်။အဖိုးဖြစ်အဲ့ဒီနေ့ကဝမ်းသာလိုက်တာကွာ။ခြံထဲပတ်ပြေးပြီးတော့အော်ဟစ်နေတာပဲ။ပေါက်ပြီးပေါက်ပြီးနေပေါ့။ပေါင်ထက်ပိုင်ကတော့ဂျုံစီစီဖြစ်လာပါတယ်။ ဒါပေမဲ့ငါမြေဇလန်ကအဲ့ဒီမှာမပြီးသေးဘူးအညာပေါက်တာကအစပဲရှိသေးတယ်အပင်လေးကဖြည်းဖြည်းချင်းကြီးလာတယ်ဒါပေမဲ့ပြဿနာတွေကအများကြီးပဲလွေရာဒီကိုရောက်တော့နေကပူလိုက်တာမြေကြီးတွေအကွဲကုန်တယ်အပင်လေးကညှိုးကျနေတာအဘိုးကလည်းကျွာချောင်းထဲကနေရေကိုမနာတန်းသွားခက်ပြီးတော့လောင်ပေးရတယ်ဘိုးတွေရောက်တော့ဘိုးကသေးလိုက်တာ ရေတွေဝစ်ပြီးတော့အပင်လေးကဝါတလိုလိုဖြစ်လာပြန်ရောအဖိုးလည်းရေသွားရေလာကောင်းအောင်ညောင်းလေးတွေဖောက်ပြီးရပြန်နေဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူးစိတ်တီနွားတွေကလည်းလာလာပြီးတော့ကြိုက်တယ်အဖိုးလည်းဝချမ်းလေးတွေနဲ့ခြံစည်းရိုးကာပြီးရပြန်နေဒီလိုနဲ့တစ်နှစ်နှစ်နှစ်ဟာနှစ်ပေါ့အဖိုးလည်းတစ်ဖြည်းဖြည်းလူပြိုပေါက်ဖြစ်လာတယ်အပင်လေးကလည်းအဖိုးရဲ့ခါလောက်ရောက်လာပြီး ဒါပေမဲ့အရေးကလည်းမရသေးဘူးအတီးလည်းမတီးသေးဘူးအဖိုးရဲ့တငယ်ချင်းတွေကတော့အဖိုးကို လောက်ကြတယ်ဟိကောက်ထုံးမောင်းမင်းရဲ့ဘေကဘာအကျိုးရှိလို့လဲချင်းခုတ်ရအောင်လဲလုံးပတ်မတော့ဘူးအရေးခိုရအောင်လဲအကိုင်းခဲက မရှိဘူးအတီးစားရအောင်လဲပန်းမပွင့်ဘူးတဲ့အဖိုးကတော့တခါတလေစိတ်ထက်ကြတယ်ဒါပေမဲ့ဖိုးဖိုးကြီးရဲ့စကားကိုတတိယရတယ် စိတ်ရှိခြင်းကိုစိုက်တာဆိုတဲ့စကားပေါ့ဒါနဲ့ပဲဆက်ပြီးတော့ဂယူးစိုက်ခဲ့တယ်နောက်ထပ်10နှစ်လောက်ကြာတော့အဖိုးလဲအိမ်အောင်ရတာကြာပြီးတော့မင်းရဲ့အပေတော်ဝင်နေပြီအဲ့ဒီတော့မှအဲ့ဒီမကြီးပင်ကအဖိုးထက်တောင်မြင်ပြီးတော့အကိုက်ခက်တွေဝေစာနေတဲ့အပင်ကြီးဖြစ်လာတာသူ့ရဲ့အရေရောက်မှာအဖိုးတို့မိသားစုနားခိုလို့ရပြီသူ့ရဲ့အတီးပွင့်တွေကိုစပြီးတော့ ခုစုစားသုံးလို့ရပြီအခုမင်းတို့ခုစားနေတဲ့မကြီးသေးတယ်မင်းတို့ကစားနေတဲ့အရေးတွေဆိုတာအဲ့ဒီစိတ်ရှိခြင်းရဲ့အတီးအပွင့်တွေပဲပေါ့ကွာအဖိုးဦးထွန်မောင်ကသူ့ရဲ့ပုံရင်ကိုအဆုံးသတ်လိုက်ပြီးတော့မောင်ထဲပိုင်ရဲ့ပခုံးကိုပုတ်လိုက်ပါတယ်မမကြီးဘဝဆိုတာလေအဲ့ဒီမကြီးပင်စိုက်တာနဲ့အတူတူပဲမင်းအခုလုံနေတယ်ဆို ါမှမဟုတ်မင်းတည်နေတဲ့စာအဲ့ဓာတွေကမင်းဆိုင်လိုက်တဲ့အစေတွေပဲမင်းကအစေကိုမြေထဲချလိုက်ပြီးတော့နောက်တနေ့မှပဲအတီးတီးဖို့မျောလင်းနေတယ်။သုံးကစူးစားပြီးမအောင်မြင်တာနဲ့စိတ်ညစ်တယ်မလုပ်တော့ဘူးဆိုပြီးတော့ပြစ်ချလိုက်တာကအဘိုးသားအညောင်မပေါက်သေးလို့ဆိုပြီးတော့မြေကြီးကိုပြန်တူးပြစ်မဲ့ကိစ္စနဲ့အတူတူပဲဘဝမှာအဖိုးတန်တဲ့အရာမှန်သမျှဟာအချိန်ယူရတယ်။ မင်းရဲ့စုံလေးထဲမှာကောင်းကောင်းမပြန်နိုင်သေးဘူးဆိုတာမင်းရဲ့စူးစမ်းမှုမလုံလောက်သေးလို့ဒါမှမဟုတ်တစ်ခုခုမှားနေလို့ပဲမင်းလောက်ရမှာကစိတ်ရှိရမယ်ချက်ချင်းအောင်မြင်ဖို့မမျောလင်းရဘူးဆွေးရှိရမယ်နေပူတာမိုးရွာတာအိုးကိုက်တာတွေကြုံတိုင်းလက်မလျှော်ရဘူးနေယူရမယ်ဘာလို့ထိုးကြတာလဲတောင်ပန်ကမညီလို့လားအမီးကပေါ့သွားလို့လားအဲ့ဒါကိုရှာပွေး ပြင်ဆင်ပြီးရင်နောက်တစ်ခါထပ်ကြိုးစားအဲ့ဒီလိုစိတ်ရှည်မှုဇွဲရှိမှုတင်ယူမှုတွေနဲ့နေတိုင်းခြေလောင်းပေးမှမင်းရဲ့ကြိုးစားမှုဆိုတဲ့အပင်ကတနေ့နေ့မှကြီးထွားလာပြီးတော့အောင်မြင်ခြင်းအသည့်အပွင့်တွေကိုမင်းကိုပေးမှအောင်တဲ့ပိုင်လေကောင်းလေးငုံပြီးနားထောင်နေရကနေပြီးတော့မျက်နှာပြန်မော့လာပါတယ်။သူ့မျက်လုံးထဲမှာနားလည်မှုအရေးအယောင်များတွေ့နေရပါတယ်။ သူ့မြေပေါ်ကိုပြစ်ချထားတဲ့စွန်ရိုးလေးတွေကိုပြန်ပြီးတော့ကောက်ယူလိုက်ပါတယ်။ဒါနားလေပါပြီအဖိုး။ဒီစွန်ဘာလို့ထိုးကြလဲဆိုတာသားပြန်စဉ်းစားကြည့်အောင်မယ်။သူ့ရဲ့အမီးကိုနည်းနည်းပူရှည်အောင်လုပ်ကြည့်မယ်။အဖိုးဦးထုံးမောင်ကတော့ကျင်းနဲ့စွာပြုံးလိုက်ပါတယ်။အေးဒါမှငါမီးကွာ။သွားအမောင်မကြခင်ပြန်လုပ်ကြည့်။အောင်မြင်မှုဆိုတာတစ်ခါတည်းနဲ့ရှားတာမဟုတ်ဘူး။ အချိန်ချင်းလဲကြပြီးမှပြန်ထနိုင်တဲ့ဇွဲရှိသူတွေအတွက်ပဲမောင်ထက်ပိုင်လဲဆွန်ရိုးများကိုကင်ပြီးတော့အိမ်ထဲကိုဇွဲအပြည့်နဲ့ပြန်ဝင်သွားပါတော့တယ်အဖိုးအထွန်းမောင်ကတော့မောင်စာပြိုးနေပြီဖြစ်တော့ကောင်းဝင်ကိုကြည်ရင်နဲ့ပဲသူ့ဆိုင်ပြိုးခဲ့တော့စိတ်ရှည်ခြင်းဤရလတ်ဖြစ်တဲ့မကြီးပင်ကြီးကိုကြည်ကတိတ်ဆိတ်စွာ ပြုံးနေခဲ့ပါတော့တယ်ဇလန်လီကတော့ဒီနေရာမှာပဲအဆုံးသက်သွားခဲ့ပါပြီ။ အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။